င်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်တရင်များကိုတင်ဆက်ပေးပါတော့မယ်ရှင်။နိုင်ငံတော်ဝင်ကိုမင်းအောင်လိုင်ကလွှဲပြောင်းပေးမယ်ဆိုပါလား။စက်တင်ဘာလ25ရက်ကစစ်ကောင်ဆောင်မင်းအောင်လိုင်နဲ့ရုရှားသမ္မတပူတင်တို့မော်စကိုမြို့ရှိခရင်မလီနန်းတော်တွင် တွေ့ဆုံစဉ်ခရစ်စတီနာကောမက်လက်စတီနာရုရှားသို့အနုပြုဖို့ရန်အကြောင်းပြုပြီးသွားခွင့်ရပြန်သည့်စစ်ကောင်ဆောင်မင်းအောင်လိုင်သည်သမ္မတပူတင်နှင့်တွေ့ဆုံခဲ့ရသည်။ ထို့သို့တွေ့လျင်တွေ့ချင်းလာမည့်ရွေးကောက်ပွဲကျင်းပပြီးစီးသွားပါကနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဟုခရီးပြုပြောကြားကြောင်းတွေ့ရသည်စစ်ကောင်ဆောင်သည်ရုရှားသမ္မတကိုတွေ့ပြီးစစ်ကော်မရှင်လုံမည့်ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ရေးကတိထားတိုက်တဲသွားခဲ့သည်သမ္မတပူတင်နှင့်တွေ့ဆုံစဉ်စစ်ကောင်ဆောင်မင်းအောင်လှိုင်အတိအကပြောခဲ့သည့်အချက်များကိုကြည်သည့်အခါမြန်မာနိုင်ငံ၌လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမကြာမီတွင်ကျင်းပမည်ဖြစ်ကြောင်းကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပချိန်တွင်လည်းနိုင်ငံတကာလေးလာရေးအဖွဲ့များကိုဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ကိုတွေ့ရပါသည်နိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုသည့်အချက်ဖြစ်သည်ထို့သောသမ္မတပူတင်နှင့်တွေ့ဆုံစဉ်ပြောခဲ့သည့်အချက်များအနက်အများကစိတ်ဝင်စားသည့်အချက်မှာရွေးကောက်ပွဲကျင်းပပြီးစီးပါကဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုသည့်အချက်ဖြစ်သည်မင်းအောင်လိုက်ပြောသည့်နိုင်ငံတော်တာဝန်လွှဲအပ်သွားပြီဆိုသည့်စကားအရာစဉ်းစားစရာများစွာဖြစ်စေသည် စစ်ကောင်းဆောင်အနေဖြင့်အတင်းရယူထားသည့်သမရနေရကိုရွေးကောက်ပွဲအနိုင်ရပါတီမနိုင်လျင်ပင်စစ်တပ်နှင့်ပေါင်းပြီးအနိုင်ရလာပွဲရှိသည့်ဖြီတော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကတင်မြောက်သည့်တိုးမဟုံ25ရာခိုင်နှုန်းအလိုအလျောက်သိမ်းပိုက်ထားသောမိုးကျရွှေကိုစစ်တပ်ကုစလင်များကတင်မြောက်သောသမရလောင်းကိုတွဲပြောင်းပေးပါမည်ဆိုသည်ကိုရှင်းညွန်သလားတမရကောက်ွယ်ရေးဦးစီးချုပ်နေရကိုသူစိတ်ချရတဲ့ဘိုးချုပ်ကြီးတအူရေပန်းစားသူဘိုးချုပ်ကြီးကျော်စွာလင်းထံလွှဲပြောင်းပေးမည်လား ဒိုဒီမဟုတ်တမရနေရရောတမရကောက်ွယ်ရေးဦးစီးချုပ်နေရကိုပါလွှဲပြောင်းပေးပြီးစာဖတ်သူကြီးဦးတန်းရွှေလိုလုံးဝအနာယူသွားမှလားစသဖြင့်ပုံစံအမျိုးမျိုးတွေးစရာဖြစ်ခဲ့သည်ထို့သောလက်ရှိနိုင်ငံရေးအခင်းကျင်းမှာစာဖတ်သူကြီးကဦးသိန်းစိန်ကိုအနာလွှဲစင်ကားခဲ့သူစိတ်ချလက်ချလွှဲသွားနိုင်သည့်အခြေအနေမျိုးမဟုတ်ပဲနိုင်ငံတစ်ဝက်ကျော်တွင်တော်လန့်ပုံကမ်းမှုများရှိနေသေးသည်လက်တလောအခြေအနေအရမင်းအောင်လိုက်အနေဖြင့်ကိုဖဲကိုချိုးနိုင်နေသေးတော့လေဤသည့်အချိန်နောက်ကျော်ဓာတ်နှင့်ထိုးမိကိုအမြဲကြောက်လန့်နေသည် ထို့ကြောင့်စစ်အာဏာသိမ်းကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကာလုံကိုအာဏာပြန်အပ်တယ်လို့ဘယ်လက်မှညာလက်သို့လွှဲပြောင်းပေးအပ်မှုမျိုးဖြစ်နိုင်သည်သောမဟုတ်စစ်ကောင်းဆောင်အနေဖြင့်သမရာနှင့်တက်ချုံနေရာတို့ကိုနောက်လူများအားလွှဲပေးသည့်တိုင်၎င်းတို့၏အပေါ်တွင်ဆက်လက်ထိန်ချုပ်နိုင်သည့်အနေအထားကိုလည်းရယူနိုင်သေးသည်ထို့သောစစ်ကောင်းဆောင်မြောက်လိုင်းကနိုင်ငံတော် တာဝန်လွှဲပြောင်းပေးပါမည်ဆိုသည့်စကားနှင့်ဆက်ဆက်ပြီးယခုကာလတွင်သူပြုလုပ်ထားသည့်အပြောင်းအလဲများကိုလည်းပြန်လည်လာကြည့်မိသည် ပြီးခဲ့သည့်ဇူလိုင်လ31ရက်နေ့ကစစ်ကော်မရှင်အဖြစ်ပြန်ဖွဲ့ပြီးနောက်စစ်တပ်တွင်စစ်ဗိုလ်ချုပ်ကြီးဆက်ရောက်အနှံ၅ရောက်မှယူနီဖောင်းချုပ်ခဲ့ရသည်။ရှော့ချခံရသူများတွင်စစ်ကောင်ဆောင်အလွန်တက်ချုပ်ဖြစ်ရန်ရခင်ကရေပန်းစားခဲ့သူဗိုလ်ချုပ်ကြီးများထုံးဦးစစ်ကောင်စီ၏အတွင်းရေးမှူးဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးအောင်လင်းတွင်စစ်ကောင်စီဝင်နှင့်စစ်ကောင်ဆောင်၏အကြံပေးဖို့ချုပ်ကြီးညိုစောဝင်ကြီးချုပ်ဖြစ်လာစစ်ကောင်စီဝင်ကြီးဖို့ချုပ်ကြီးတင်အောင်ဆန်း ရေတုံဟောင်းတို့ကိုစစ်ဘက်အဆင့်ယာရုများမှဖယ်ရှားကာအစိုးရတာဝန်များဆက်ပေးခဲ့ပြီး USDP ပါတီဗဟိုကော်မတီဝင်ဟောင်းဦးအောင်တောင်ဤသားဖြစ်သူစစ်ကောင်စီဝင်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ရေတုံဟောင်းကိုမူအစိုးရယာရုမှပါအပြီးတိုင်ဖယ်ရှားခဲ့သည်ကျန်နေသည့်ဗိုလ်ချုပ်ကြီး၅ဦးတွင်တက်ချုပ်အသည့်ဖြစ်လာနိုင်ကြောင်းထင်ရှားပေးခံရသူဗိုလ်ချုပ်ကြီးကျော်စွာလင်းညှိနှိုင်းကိုခဲ့ရမှုကြီးရည်လင်းနှင့်စစ်ကောင်စောင်ဤလူယုံဗိုလ်ချုပ်ကြီးရေဝင်းဦးစစ်ဖက်ရေးရလုံခြုံရေးအရာရှိချုပ်တို့ပါဝင်သည်ဆက်ပြီးအကြောင်းလဲလုပ်ခဲ့သည်မှာ စစ်ကော်မရှင်အမှုဆောင်ချုပ်ဦးအောင်လင်းထွေတို့နဲ့အတူစစ်တပ်မှထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကိုအငိမ့်စားယူစေက USDP တို့သတင်းပို့စေခြင်းဖြစ်သည်ထို့စရင်တွင်စစ်တပ်အတွင်မှ USDP တို့တိုက်ရိုက်ပြောင်းလာသည့်သူများမှကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှဒုဗိုလ်ချုပ်ကြီးကံမြန်တန်းစစ်ရာထူးခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးလင်းအောင်တပ်မတော်စစ်စေးရေးနဲ့စရင်စစ်ချုပ်ကြီးရည်လေးဒုဗိုလ်ချုပ်ကြီးစိုးတင်နိုင်စစ်ရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံမြန်း အမတ်၃စစ်စင်ရေးအထူးဖွဲ့မှကာဆာထာ၃ဒူပိုချုပ်ကြီးဒေစာကျော်ကာဆာထာ၆ဒူပိုချုပ်ကြီးတပ်ပုံတို့ပါဝင်သည်အများစုသည်စစ်ကောင်းဆောင်မြောက်လိုင်းတက်ချုပ်အဖြစ်ဆောင်ရွက်နေစဉ်ကာလအတွင်းထူလက်အောက်တွင်ကာလရှိတစ္ဆာခံခဲ့ကြသည့်စစ်အရာရှိကြီးများဖြစ်ကြသည်ရှိကုအပြောင်းလဲသည့်စစ်ကောင်းဆောင်ထက်စီနီယာကြသည့်စစ်ဗိုလ်ချုပ်များချဲလဲနေကြသည့် USDB အတွင်သို့စစ်ကောင်းဆောင်ကသူ့လူများကိုထည့်သွင်းကာခရမ်မိုထိန်ချုပ်ရန်ဆောင်ရွက်သည့်သဘောဟုဆိုရမည်တစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလို USDB ရောရွေးကောက်ပွဲလွန် အစိုးရမှပါစေကောင်ဆောင်အလို့ကျအကောင့်ထဲပေါ်ပေးမိသူများကိုချိုးတင်နေရယူတိမ်ပိုက်စေခြင်းဟုလည်းဆိုနိုင်သည်တဏီအဖြစ်ယခုပြောင်းလဲမှုများသည်ရွေးကောက်ပွဲအလွန်အစိုးရနှင့်စစ်တပ်တွင်ပွဲထွက်လာမည်လူစည်ရင် line f ကိုစပီတီထောင်သည့်သဘောဟုလည်းဆိုနိုင်သည်ထို့သောစီနီယာဘုံချုပ်များ USDP တို့ကူးပြောင်းသည့်စည်ရင်ပေါက်ကြားလာခဲ့ပြီးသည့်နောက်လိလက်သွားသည့်စစ်ဘက်ယာရုများကိုအစားထိုးသည့်စည်ရင်ထွက်ပေါ်လာခဲ့ပြန်သည်စည်ရင်အယံစစ်ကောင်းဆောင်အနီးကပ်ကိုရန်တော် ဖိုချုပ်ဖြစ်သူစစ်ဖက်လက်ထောက်ဖိုချုပ်မှုမြင့်စွေအလုတ်တင်ဖို့23တည်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်၎င်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခတိုင်မူဖိုချုပ်ကျော်ကိုထိုင်စတာတာ38တည်တက်မတော်လေးကျင့်ရေးအရာရှိချုပ်အဖြစ်၎င်းတပ်ရော်လေးကျင့်ရေးအရာရှိချုပ်ထူးကိုချုပ်ကြီးထိန်ဝင်းတာစာတာ38သည်စစ်ရာထူးခန့်ချုပ်အဖြစ်၎င်းအရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်ရလခဖိုးချုပ်မျိုးမင်းထွန်းသည် တက်မတော်စစ်စေးရေးအရာရှိချုပ်အဖြစ်၎င်းကာဆာထတင်မှုထူးပူချုပ်ကြီးကိုကိုဦးတီကာဆာထငါတို့၎င်းကာဆာထငါမှုထူးပူချုပ်ကြီးစောမင်းလက်တီကာဆာထနှစ်တို့၎င်းကာစာထချောင်းမှုဘူပုချုပ်ကြီးနီလဲအောင်သည်ကာစာထတိတို့၎င်းခန့်အပ်ခဲ့သည်ထို့တူစီယုံအတွင်ရှိကြီးတာဝန်ဌာနမှဘုံမူချုပ်တင့်စော်ခိုင်ကိုစေကောင်းဆောင်ကသူ၏အနီးကပ်စစ်ဖက်လက်ထောက်အဖြစ်ခန့်အပ်ခဲ့သည်ထို့သောစစ်တပ်တွင်လူစားထုံးမှုများတွင်လဲစေကောင်းဆောင်မင်းအောင်လိုင်းတိုင်းမှုအဖြစ်တာဝန်ယူစဉ်က ဗိုလ်ကြီးအဆင့်နှင့်ရှိခဲ့သူအများစုပါဝင်သည်ထို့သောစစ်ကောင်ဆောင်မြောက်လိုက်အနေဖြင့်နောက်အစိုးရနှင့်စစ်တပ်တွင်သူ့အတွက်စိတ်ချရစေမည့်လူများဖြင့်စုဖွဲ့နေသည်ကိုသိသာစွာမြင်တွေ့ရသောကြောင့်နေစဉ်တာဝန်ယူအသေးစိတ်လောက်ကိုင်းနေရကိုလက်လွဲမည်ဆိုလျင်လက်လွဲနိုင်လောက်သောအနေထားလည်းဖြစ်သည်တို့တော့ဦးတန်းရွှေကဲ့သို့လုံးဝအနာယူသလိုမဟုတ်ပဲရခင်သူအနာမယူခင်ဆက်လုတ်လို့ကဆက်လုတ်ရန်လန်းခင်းဖိထားသော2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှား218အရာ နိုင်ငံအုပ်ချုပ်အဖွဲ့လဲဖွဲ့နိုင်သည်ဟုလေလာဆောင်ကြည့်သူအချို့ကတန်တရာရှိကြသည်ဆက်လက်ပြီးမင်းကင်းမြို့နယ်တွင်ရွေးကောက်ပွဲဝင်ပါကလှုပ်ကြံတက်ဖြတ်ခံရနိုင်သည့်ဖြင့်မင်းကင်းမြို့မောင်ကနေပြည်တော်စပူတီတီမြို့နယ်ပြည်သူ့လွတ်တော်မင်းဆန္ဒနယ်တွင်သာရှင်ပြိုင်တော့မည်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စကိုင်းတိုင်းမင်းကင်းမြို့နယ်တွင်ရွှေကောက်ပွဲဝင်ပါကလှုပ်ကြံတက်ဖြတ်မှုများနှင့်ဝင်းရံသူများတိုက်ခိုက်ခံရနိုင်သဖြင့်မင်းကင်းမောင်မြင့်ကနေပြည်တော်စပူတီတီမြို့နယ်တွင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရှင်ပြိုင်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။2010ရွေးကောက်ပွဲနဲ့2015ရွေးကောက်ပွဲတွင်မင်းကင်းမျိုးနယ်မှအနိုင်ရရှိခဲ့သောချန်ဖို့လွတ်တော်အမတ်မင်းကင်းမောင်မြင့်ကလာမယ့်ဒီဇင်ဘာလတွင်ကျင်းပမယ့်ရွေးကောက်ပွဲတွင်မင်းကင်းမျိုးနယ်မှမပြိုင်တော့ဘဲပြီးပြီးတော့ဇဘူတီတီမျိုးနယ်ဖြီသူလွတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောက်ရှင်းပြိုင်မည်ဖြစ်ကြောင်းမင်းကင်းမျိုးနယ်တွင်တွားရောက်ရှင်းပြိုင်ပါကလှုပ်ချံတက်ဖြတ်ခံရမှုများနှင့်ဝင်းရံသူများတိုက်ခိုက်ခံရမည်ကိုစိုးရိမ်ပြီးမင်းကင်းမှမဲဆန္ဒရှင်များကိုမထီးခိုက်မနစ်နာစေခြင်းသည့်အတွက် နေပြည်တော်မှတဆင့်အရှင်ပြိုင်ခြင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါရယ်။မဲဆွယ်စီယုံရေးတွေလှုပ်လို့အဲ့ဒီမှာကျွန်တော်ကိုဝန်းရံတဲ့လူတွေကိုပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ထိခိုက်နေတာခံရမယ်သဘောရှိတယ်။အိမ်တွေဆိုမီးရှို့ခံရတာရှိတယ်။လူတွေကလည်းခစင်ကလေးအထွက်ပြေးနေရတယ်။အဲ့ဒါတွေကဘသူကြောင့်ဖြစ်ခဲ့တာလဲဆိုတော့ကျွန်တော်ကြောင့်ဖြစ်တာပေါ့။အခုသွားပြန်ရင်ထပ်ဖြစ်အောင်မှဖြစ်လို့သူတို့ကိုစာနာပြီးသွားမပြိုင်ဘူး။နောက်တစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲမှာတခြားလူတွေပြိုင်တာနဲ့ကျွန်တော်ပြိုင်တာနဲ့မတူဘူး။ ကျွန်တော်ပြင်ရင်သူတို့အတွက်ရှုံးဖို့အခြေအနေအများဆုံးရှိသွားမှာဆိုတော့ကျွန်တော်ကပဲသူတို့ကလှုပ်ကြံတက်ပြတ်ဖို့ကြိုးစားမှာပဲကျွန်တော်ပဲဖြစ်ချင်မှဖြစ်မှာပုံတခြားသူလည်းတိုက်ခိုက်မှာပုံဒါရီအားလုံးကကိုယ့်ရဲ့ပယောကကြောင့်ဖြစ်တယ်လို့ယူဆရင်ကျွန်တော်လည်းတသက်လုံးစိတ်ကောင်းနိုင်စရာမရှိဘူးဒါကြောင့်အခုနေရာဟာပုံမလုံးကြုံအေးချမ်းမယ်လို့ယူဆလို့ဒီနေရာကိုရွေးချယ်တာဖြစ်တယ်ဟုမင်းကင်းမောင်မြင့်ကပြောဆိုပါတယ် ။မင်းကင်းမောင်မြင့်ခေါ်ရဲမြင့်သည်အသက်68နှစ်ရှိနေပြီဖြစ်ပြီးစစ်တပ်တွင်ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သောစစ်ရာရှိတဦးဖြစ်သည်။အာနာရှင်ဟောင်းတန်းရွှေလက်ထက်တွင်2004ခုနှစ်မှ2017ခုနှစ်အထိနိုင်ငံသားရေးဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2010ရွေးကောက်ပွဲတွင်မင်းကင်းမဲဆန္ဒနှင့်မှပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်။တိန်စိန်အစိုးရလက်ထက်2017မှ2012အထိအလုံသမားဝင်ကြီးအဖြစ်၎င်း 2012ခုနှစ်မှ2016ခုနှစ်အထိစက်မှုဝင်ကြီးအဖြစ်၎င်းတာဝန်ယူခဲ့ပုသူဖြစ်သည်2015ရွေးကောက်ပွဲတွင်လည်းချက်ဖို့ပါတီ၏မင်းကင်းမြို့နယ်ဖြီးသူလွတ်တော်ကိုယ်စားလှယ်အဖြစ်ထပ်မံအနိုင်ရရှိခဲ့သည်